တနေ့တနေ့ကျွန်ုပ်ဟာအချိန်အားအားရှိတာနဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့ရှမ်းစုရက်ွက်ကိုရောက်ရှိနေကရွာကန်ကိုအောင်တိုးကိုအဖော်ပြုပြီးတော့တထုံကြိုက်ထုံကားလန်တဘေးမှာရှိတဲ့အလူးလေးကြီးရွာကိုအလဲပတ်ရောက်ရှိခဲ့ပါတယ်။အလူးလေးကြီးရွာမှာတော့ရှေးအုပ်တိုက်တွေဖုံတော်ကြီးကြောင်ဟောင်းတွေခြံဝင်းတွေနဲ့အိမ်ကြီးအိမ်ကောင်းတွေရွာနဘေးမှာတော့လေယာချမ်းမြေတွေကိုလည်းမြင်တွေ့ရပါတယ်။၎င်းရွာတွင်ကိုတော်တော်လေးရှောင်မိကြမှာတော့ကိုအောင်တိုးကဆရာ ဒီမှာနေထိုင်တဲ့ဒေါ်စာဦးဆိုတဲ့ဘွားကြီးဟာအဆက်အမြဘလို့များဆန်းတာလဲဗျကိုွန်တို့ရဲ့သူ့ရဲ့ကိုအကြီးဆုံးကမွေးဗျဗျာ ကျွန်တော်ကလည်းအန်အောလွန်သွားတာကြောင့်နှုတ်ကနေအာမေရိတ်တံပင်ထွက်ပေါ်သွားခဲ့ပါတယ်။ကိုအောင်တို့လမ်းပြီးပြပြတဲ့အိမ်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့ခြံဝင်းနဲ့နှစ်ထပ်ပြင်တော်ရင်ကြီးဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီဒေါ်စာကအဖွားကြီးကိုခမားတီလာ။တီယုံနေဘဲကမလဲဗျာ။ကြိုက်ထုံမျိုးလာလို့ရှိရင်ရှမ်းစုရက်ကကျွန်တော်တို့အိမ်မှာပဲညဉ့်ညက်နေတဲခုနေတာဗျ။ကျွန်တော်မိနေရလဲတော်တော်လေးကိုခင်တယ်ဗျတခါတော့ကကျွန်တော်တို့ရေကိုလာတဲနေသူတို့ရဲ့အဖြစ်တစ်နှစ်တွေကိုအမေပြပြသွားလို့ကျွန်တော်သိရတာဗျဒေါ်စာဦးကသူ့ရဲ့အဖြစ်တစ်နှစ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုများပြောသွားလို့လဲ နစ်ကလည်းကြာနေပြီဆိုတော့ကောင်းကောင်းတော့မမှတ်မိတော့ဘူးဗျာသူ့ကိုအကြီးဆုံးကမွေပြစ်တယ်ဆိုတာတော့မမှတ်မိနေခင်ဗျားတို့နဲ့တိတ်ပြီးခင်မင်ရင်းနေရဆိုတော့ဒီလိုလို့ဗျာကျွန်တော်နဲ့မိတ်ဆက်ပဲသူ့ရဲ့ဖြစ်ပျက်ကိုတည်ရလို့ထူးခြားစမ်းကြအံ့ဩဖွယ်ဖြစ်နေလို့ရှိရင်ဝိတုတပုတ်ရရပေါ့အဲ့ဒါဆိုလို့ရှိရင်လည်းလာလေဗျာ ကွန်ဒိုကဦးဆောင်ပြီးတော့ကျွန်ုပ်ကိုပြင်အောင်အင်ကြီးအပေါ်တက်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။အရိအင်ကြီးရဲ့အလဲကမ်းမှာတော့ဒေါ်စာဦးလို့ခေါ်တဲ့အဖွားကြီးတယောက်တဲ့အင်ကြီးလုံကြီးလေးကိုမိဘတိုက်လျက်ရှိနေတာကိုတွေ့ရပါတယ်။ကွန်ဒိုနဲ့ကျွန်ုပ်တို့ကိုတွေ့လျင်တွေ့ချင်းပဲ။လာကွဲလာလာမောင်တို့တို့ဘယ်ကနေမျက်စီလဲလာကြရလဲကွ။ကွန်ဒိုကလည်းအင်ကြီးရဲ့ရှင်းတော့ကိုအကဲခတ်ကြည့်လိုက်ပြီးတော့ဦးလျော်မတွေ့ပါလားဗျဘယ်လိုသွားနေလဲခလေးတွေရော မင်းတို့ဦးလေးရာ channel ကိုသွားတယ်ကွကလေးတွေကတော့ဘကိုးကိုသွားနေကြတယ်15ရက်လောက်တော့ရှိပြီအခုထက်ထိပြန်မလာကြသေးဘူးဒေါ်စာဦးကထိုင်နေရာကနေထပြီးတော့လက်ဖေးကျန်းဦးနဲ့ပကံနေကိုလေမန်းနဲ့ထည့်ပြီးတော့ကျွန်တို့ရှေ့မှာလာချပါတယ်ကွန်းအင်းနဲ့စလိတ်တွေတောင်ပါပါသေးတယ်ဒီလိုပါတော့ရဲ့ကျွန်တော်နဲ့ပါလာတဲ့သူကရန်ကုန်မှာနေတဲ့စာရေးဆရာပါဒေါ်စာဦးက ကျွန်တို့ကိုကြည့်လိုက်ပြီးတော့အော်စာရေးဆရာလေလား ကျိုက်တူမျိုးရောက်တဲ့ခိုင်မှာကျိုက်တူမျိုးဝင်းကျင်မှာရှိတဲ့တက်ကြတောင်ဖះသုံးစုတောင်ကင်မွန်းတောင်စိတ်ဖူးတောင်တိုက်တောင်အာဘောတောင်မင်းလွင်ကြီးတောင်တွေကိုတော့နတ်အောင်လို့လေ့လာပေးပါပြီအလူးလေးကိုလာကျင်တယ်ဆိုလို့ကျွန်တော်ခေါ်လာခဲ့တာပါဟုတ်ကဲ့ဗျာကျွန်တော်ကလည်းကြီးရွာတွေကိုတွားပြီးတော့လေ့လာကျင်တာနဲ့ကိုအောင်တို့ကိုဖို့ခေါ်လာခဲ့တာ ကောင်းပါလေလေကိုမရောက်ဘူးတဲ့ရွာကိုရောက်တော့လေဒေသန္တရဘုသူတာရတာဗောကွယ်ကျွန်တော်စကားကိုဆက်ရအောင်မေဗျအလူလေးကိုရောက်တော့စကားဆက်ပြီးတော့အတော့အကြောင်းဒီကမိတ်ဆွေကိုအောင်တို့ကပြောပြပါတယ်အရင်တော့အတော့ကျွန်တော်တို့အိမ်လာတော့ကအမေကိုပြောပြဘူးတဲ့အဖြစ်ပြက်လေးလေအတော့အကိုအကြီးဆုံးအောင်မွေဖြစ်တဲ့အကြောင်းပါအဲ့ဒါကိုကျွန်တော်ကနစ်ကလည်းကြာပြီဆိုတော့မမတ်မိတော့ဘူးဗျအဲ့ဒါကိုဒီကကျွန်တော်မိတ်ဆွေစာရေးဆရာတိကျင်ကြားကျင်လို့တဲ့ ဖြစ်နိုင်လို့ရှိရင်ပြန်ပြောပြပေးပါလားဗျာသူရောကျွန်တော်ပါတည်တာမှတ်ထားခြင်းလို့ပါဒေါ်စာဥကပြုံးပြုံးရွှေရွှေနဲ့ပဲတည်တာမှတ်ထားခြင်းနဲ့ဆိုတော့လေအတော်ပြန်ပြီးတော့ပြောပြရပါမယ်အတော်ရဲ့အဖေနာမည်ကစောပန်ထူးတယ်အမေကတော့ဒေါ်ပန်းတယ်ဇာတိကတော့အလူကြီးကြီးရွာပါတားကြီးဆုံးကငမောက်တယ်ဒုတိယတားကတော့ရင်မောင်းတယ် အငယ်ဆုံးသမီးလေးရတော့အတော်ဘော့ကွယ်။ဒါအင်းငမောက်ကိုမွေးပြီးတဲ့နောက်ဒါသမီးနှစ်ယောက်မွေးဖွားခြင်းမှာအဖေစောပန်လူကငပြားယောဂာနဲ့ကွယ်လွန်အိဋ္ဆာရောက်သွားခဲ့ပါတယ်။မိခင်ကြီးဒေါ်ပန်းကလည်းဒါသမီးတွေကိုတောင်းရပဲလောက်ကင်ပြီးတော့ရှာဖွေကျူးမွေးခဲ့ပါတယ်။အတော်တို့ရဲ့အကိုအကြီးဆုံးငမောက်ဆိုတာလူမဟုတ်ဘူးကွယ်။မွေဟောက်တကောင်မှာမွေဟောက်လေဟုတ်လားတော့ဟုတ်ပါတယ်ကွယ်။မွေဟောက်မှာမှဥကောင်ထိတ်တဲတဲမှာမုံမုံမောက်မောက်အမောက်လေးပါပါရှိနေတာကြောင့်မလို့ မိဘတွေကငမောက်လို့သူ့ကိုချစ်စနိုးနဲ့မဲ့ခေါ်ထားတဲ့နာမည်ပါဘဲနဲ့ကြောင့်အကိုအကြီးဆုံးကမွေရောက်ဖြစ်နေရလေတော့ဒီလိုပါပဲကွယ်အတော်အဖေနဲ့မိတို့ကငယ်လင်ငယ်များတွေဖြစ်ကြပေမဲ့ငငယ်ရွယ်ရွယ်နဲ့ပဲကလေးတွေရရှိခဲ့ပါတယ်အမေတော်ပန်းစပြီးမွေးတာမွေဟောက်လေးပဲရှက်လို့ဘသူ့မှမပြောဘူးကလေးအသေးလေးမွေးလို့အဖက်မတင်ဘူးလို့သာရက်ရွာကိုပြောကြတာပေါ့ဒါပေမဲ့အိမ်နီးနားချင်းတွေကတော့သိတဲ့အတိုင်းပဲလေး လူကနေပြီးတော့မွေုံမွေးတယ်ဆိုပြီးတော့တញ្ញံဖမှန်ပြောကြတဲ့လူတွေကလည်းပြောကြတာပါပဲကွယ်။ဘာပဲဖြစ်ဖြစ်ကိုရင်သွေးကိုသားသမီးဆိုတော့မွေဖြစ်ဖြစ်ဘာဖြစ်ဖြစ်မတက်ရမပြည့်ရလို့အိမ်ရောက်မှပဲကျင်းလေးလှုပ်ထားပြီးတော့ငါးစိမ့်ငါးစုတွေကျွေးပြီးတော့တိတ်တိတ်လေးမွေးထားခဲ့မိပါတယ်။နောက်တယောက်မွေးတာကတော့လူလေးပဲကွယ်။ကိုရင်မောင်းတယ်။ပြီးတော့အငယ်ဆုံးဖြစ်တဲ့အတော်မွေးတာပါပဲ။အစမ်းမဲ့တော်တော်ရဲ့ဂျားဘာဟုတ်သေးလို့လဲကွယ်။ ဒီတဲ့ဆိုင်ပြီးတော့အံ့ဩစရာတွေရှိသေးတယ်ကွအတော်တို့တူတုံစင်းမွေးချင်းပေါ့ပေါ့၃ယောက်မှာကိုကြီးငမောက်လည်းပါတယ်မဟုတ်လားကိုကြီးငမောက်နဲ့အတော်တို့၃ယောက်ဟာကစားပေါ့ကစားဖက်တွေပဲကွ ဘလူများကစားကြလဲဗျာတခါတခါကြာရင်စိန်ပြေးတန်းကစားကြတယ်တူတူပုံနှံလဲကစားကြတယ်တခါတခါကြာရင်အတော်တို့ကပုံတယ်ကိုကြီးငမောက်ကလိုက်ရှာပြီးဖမ်းတယ်တခါတခါမှာတော့ကိုကြီးငမောက်ကပုံတယ်အတော်တို့ကလိုက်ရှာကြတာပေါ့ကွယ်ကိုကြီးမောက်ကစံပုံကြားတို့ကရင်အောက်တို့မှာပုံအောင်လေးရှိပါတယ်တခါတခါတော့အဲ့ဒီနေရာတွေမှာကိုကြီးငမောက်ကိုရှာမတွေ့ဘူးကွယ်အဲ့ဒီအခါတွေဆိုရင်မျက်နှာချက်ကိုမော့လို့ကြည့်လိုက်လို့ရှင်ထုတ်တန်းပေါ်မှာကိုကြီးငမောက်ဟာခွေပြီးတော့ရစ်ပတ်နေတာကိုမြင်တွေ့ရတယ် တခုထူးခြားတာတော့ကိုကြီးငမောက်ကိုမွေးပြီးကလေးဟာစီးပွားရေးဟာတည်ရလာတက်လာတယ်လို့အမေတော်ပန်းကပြောပြတယ်အကိုရင်မောင်ခုနှစ်နှစ်အတော်၆နှစ်လောက်ရောက်တဲ့အရွယ်မှာအမေတော်ပန်းကမြေကွက်နဲ့အိမ်တလုံးကိုအလူကြီးကြီးရွာမှာဝယ်နိုင်ခဲ့တယ်နောက်ပြီးတော့အလူလေးကြီးရွာမှာလည်းမြေတကွက်နဲ့အခုအိမ်ကိုဝယ်နိုင်ခဲ့တယ်အတွင်းပစ္စည်းရွှေတုံးရွှေစားတွေနဲ့ငွေကြီးတွေတော်တော်များများကိုလည်းစုဆောင်းမိကြပြီလေကိုကြီးငမောက်ဟာနှစ်တော်တော်ကြာလာတာနဲ့များသူ့ကိုယ်လုံးကိုယ်တည်းကြီးကလည်းကြီးမားလို့လာခဲ့တယ်ကွတခါမှမမြင်တွေ့ ဘူးတဲ့လူတယောက်ကအတော်တို့အိမ်ကိုလာလဲလို့ရှင် မွေရောက်ကြီးဆိုပြီးတော့လန့်ပြီးអော်သွားနိုင်တဲ့ပုံစံမျိုးပါအတော်တို့အိမ်ကလူတွေကတော့တွေ့နေမြင်နေကြကစားပေါ်ကစားဘက်တွေလည်းဖြစ်နေကြတာမဟုတ်လားကိုကြီးငမောက်ကမွေဆိုပေမဲ့လည်းတော်တော်လေးကိုပါနှက်တဲ့သူတယောက်ပါအိမ်မှာလူစိမ်းတွေခြေရှုပ်လာပြီဆိုရင်မယောင်မလဲနဲ့အိမ်နောက်ဘက်ကနေပြီးတော့ခြံထဲကိုဆင်းသွားပြီးတော့ပုန်းရှောင်နေလေးရှိတယ်အိမ်မော်ကလူတွေရှင်းတော့မှပဲမယောင်မလဲနဲ့ကိုကြီးငမောက်ကအိမ်မော်ကိုပြန်တက်ပြီးတော့ထုတ်တန်းပေါ်မှာခွေလွတ်တာနေတယ်တနေ့မှာကိုကြီးငမောက်ဟာအမိတော်ပန်းကိုအိမ်မက်ပေးလာတယ်ကွယ်သူဟာမွေရောက်ဖြစ်နေလို့ ို့လူတွေကသူ့ကိုမြင်လို့ရှင်ကြောက်တဲ့သူရှိတယ်လို့ရန်ရှာတဲ့သူတွေလည်းရှိကြတယ်တဲ့အဲဒါကြောင့်မလို့သူတော်ထဲမှာပဲအေးအေးဆေးဆေးသွားနေပြရစေလို့အမေတော်ပန်းစီမှာခွင့်ပန်တဲ့ပြီးတော့သူ့ကိုတွေ့ချင်လို့ရှင်အိမ်တစက်မိတ်အလွန်ထွက်ပြီးတော့တိုင်းငမောက်ကြီးအမေတွေ့ချင်လို့လာခဲ့ပါလို့သုံးညင်ထွက်ပြီးတော့ခေါ်လိုက်လို့ရှင်သူလာခဲ့ပါမယ်လို့အမေတော်ပန်းကိုအိမ်မက်ပေးပြီးတော့အိမ်ကနေပြီးတော့ကိုကြီးငမောက်ကတခါတည်းပျောက်သွားပါတော့တယ် အမေတော်ပန်းကလည်းသူ့သားကြီးကိုင်းငမောက်ကိုတရိယာလို့မြင်ကျင်လို့ရှင်တိုင်းငမောက်ကြီးအမေတွေ့ကျင်လို့လာခဲ့ပါလို့အိမ်တစက်မိတ်အပြင်ထွက်ခေါ်လိုက်လို့ရှင်တရက်နှစ်ရက်လောက်ဆိုရင်ဘယ်ကနေဘလို့ရောက်လာတယ်တော့မသိပါဘူးအိမ်မို့အမောက်ကလေးနဲ့မွေဟောက်ဖြစ်တဲ့ကိုင်းငမောက်ဟာရောက်လို့လာခဲ့ပါတယ်အိမ်မှာ၃-၄ရက်တစ်ခါတစ်ခါတပတ်လောက်ကြာအောင် နေပြီးတော့မှနေင်ကနေကိုင်းငမောက်ဟာပြန်လည်ပြီးပျောက်သွားတတ်ပါတယ်အမေတော်ပန်းတော့၃လတစ်ချိန်၄လတစ်ချိန်လောက်သူ့သားကြီးကိုင်းငမောက်ကိုခေါ်ယူပြီးတော့တွေ့လိမ့်ရှိပါတယ်အိမ်ရဲ့စီးပွားရေးကလည်းတက်မြက်တက် ရက်ပါပဲအခုဆိုလို့ရှိရင်မြေခွက်နဲ့အိမ်တွေမကခြံတွေယာတွေမြေတွေလဲတွေရွှေတွေတော်တော်များများတောင်စုဆောင်းမိနေပါပြီလူတွေတိကျမြင်ကြမှာဆိုလို့အားလုံးကိုတော့ထုတ်ပြီးမဝစ်စားရကြပါဘူးနောက်နှစ်အတန်ကြာတဲ့ခါမှာတော့အမေဒေါ်ပန်းသူ့သားကိုင်းငမောက်ကိုခေါ်ကြည့်တဲ့ခါမှာကိုင်းငမောက်ကသူ့တယောက်လည်းမလာပဲနဲ့မွေရောက်မှတကောင်မှသူနဲ့တူပါလာတာကိုတွေ့ရတယ် ကိုင်းငမောက်ကသာအမေဒေါ်ပန်အကိုရင်မောင်နဲ့အတော်တို့နဲ့ရင်းရင်းနှီးနှီးပူပူကက်ကက်နေပေမဲ့လည်းသူနဲ့အတူပါလာတဲ့မွေဟောင်းမလေးကတော့တစ်သားထုတ်တမ်းပေါ်မှာခွေလို့သာနေပြီးတော့ဘာမှတော့မလုပ်ပါဘူးအားလုံးကိုကြည့်လို့သာနေတော့မြင်တွေ့ရပါတယ်အဲဒီလိုမျိုးဒေါ်စာအုပ်တယောက်စကားကိုဇက်တိုက်ပြောကြနေရမှာအတော်လေးမောပန်းဟန်တူပါတယ်ရှေ့မှာရှိနေတဲ့လပိအကျန်းနှစ်ခွက်ကိုဇက်တိုက်တောက်လိုက်ပါတယ်ကျွန်ုပ်ကစေဘောလေးတစ်လက်ကိုမင်းညီပြီးတောက်နေစင်ပါပဲဒါနဲ့နှစ်တန်ကြတော့ အမေတော်ပန်းကသူ့သားကြီးအကိုကြီးငမောက်ကိုခေါ်ကြည့်ပြန်တယ်။အဲဒီအခါမှာတော့ကိုကြီးငမောက်ကသူ့မွေဟောင်းမနဲ့တမကတထွာလောက်ရှိတဲ့မွေဟောင်းလေးနှစ်ကောင်လည်းအတူပါလာတော့မြင်တွေ့ရပါတယ်။တဘောကတော့ကိုကြီးငမောက်ကအိမ်အောင်ကြပြီးတော့သူ့မှာသားသမီးတွေပင်ရနေတဲ့အကြောင်းလာပြတဲ့သဘောပဲပေါ့။နောက်တော့ကိုကြီးငမောက်အမေတော်ပန်းကိုအိမ်မက်ပေးပြန်ပါတယ်။အရေးကြီးကိစ္စမှာပါသူ့ကိုအကြောင်းမရှိဘဲနဲ့မခေါ်ဖို့အကြောင်းလူတွေနေတဲ့ရက်ကိုသူလာရတာအနေနဲ့များတဲ့အကြောင်းအမေတော်ပန်းကိုအိမ်မက်ပေးလို့ အမေတော်ပန်းသူ့သားကြီးကိုင်းငမောက်ဒုက္ခကြုံမှာဆိုလို့မခေါ်တော့ဘူးလေအကြောင်းရှိရင်တော့ကိုင်းငမောက်ကအမေတော်ပန်းကိုအိမ်မက်ပေးတယ်လို့အမေပြောပြလို့အတော်တို့သိရပါတယ်အတော်က19နှစ်သမီးအကိုရင်မောင်ကအသက်20ကျော်ရောက်ချိန်မှာတော့အမေတော်ပန်းကလူကြီးယောဂာနဲ့ကွယ်လွန်အနှိမ့်စာရောက်ရှိလို့သွားပါတယ်အမေတော်ပန်းရဲ့ဇာပနာကိစ္စတွေလုံးမပြုလုပ်နေပြီးရက်လည်ပြီးချိန်မှာတော့အတော်နဲ့အကိုဖြစ်သူဟာပြီးပြည့်ပြည့်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အဖေအမေတို့ကြံခဲ့တဲ့ပစ္စည်းဥစ္စာရတနာတွေကို အမွေခွဲဖို့ကိစ္စပေါ်ပေါက်လို့လာပါတယ်။အဲဒီကိစ္စကိုအကိုရင်မောင်ကသဘောတူတယ်။အတော်ကလည်းသဘောတူပါတယ်။နောက်နောက်ဖြစ်ပေါ်လာမဲ့အကျိုးစီးပွားကိစ္စရှင်းရှင်းလင်းလင်းဖြစ်အောင် အခုရှုံမှနောင်ရှင်းဆိုသလိုဖြစ်အောင်အမွေခွဲဝေရခြင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့အကြဲအကြဲညင်းပွေမဖြစ်ရလေအောင်နှစ်ဖက်ယုံကြည်ရတဲ့ယက်မိယက်ဖတွေကိုဖိတ်ကြားပြီးတော့အိမ်မှာပဲအမွေခွဲဝေကြပါတယ်အလူကြီးကြီးရွာမြေခွဲနဲ့နေနွားလဲတစီလဲမြေလေးကားကတော့အခုရင်မောင်းရရှိပါတယ်အတော်ကတော့အလူလေးကြီးရွာကမြေခွဲနဲ့အိမ်နွားလဲတစီ လယ်မြေလေးကတော့အတော်ရရှိခဲ့ပါတယ်အတွင်းပစ္စည်းတွေကတော့ရွှေရ30တာငွေသား3000ကျော်အဲ့ဒါတွေကြံရစ်ခဲ့သေးရမလို့ယမိရပ်ဖာတွေကတယောက်ကိုရွှေချိန်15ကျပ်သာငွေသား15000စီနှစ်ပုံခွဲပြီးတော့တယောက်ကိုတပုံစီခွဲချမ်းလို့ပေးပါတယ်အရင်ချိန်မှာပဲကိုကြီးငမောက်ကဘယ်ကနေဘလို့အိမ်မို့တက်လာတယ်မသိပါဘူးပုံထားတဲ့ရွှေနဲ့ငွေသားနှစ်ပုံရှိမှဒေါသကြီးစွာနဲ့သူ့ရဲ့ပပင်းကြီးကိုထောင်းနေတော့မြင်တွေ့လေရတယ်အတော်တို့ကလည်းကိုကြီးငမောက်ကိုကြောင်ပြီးတော့ကြည့်နေမိတယ်လို့အမွေခွဲပေးနေကြတဲ့ယမ ီရဖတွေကလည်းဘာလို့လို့လောက်ကန်ရမှာမသိကြပဲနဲ့ကြည်လို့သာနေကြရပါတယ်။ကိုရင်းငမောက်ကတော့သူ့ရှေ့ရရွှေနဲ့ငွေပုံကိုကြည်လိုက်ရမီရဖလူကြီးတွေကိုကြည်လိုက်နဲ့လုံနေပါတယ်။အဲ့ဒီအချိန်မှာပဲအတော်တို့အိမ်နဘေးမှာနေတဲ့အရက်လူကြီးဥတုကတော့အတော်တို့မိသားစုအကြောင်းအစာဆုံးသိထားသူလေ။ကိုရင်းငမောက်ငငယ်တုံးလေးတွေကအတော်တို့အိမ်ကိုသူကသွားလာနေကြပဲ။အဲ့ဒါကြောင့်မလို့ဥတုကရမီရဖလူကြီးတွေပဲလဲပြီးရော။အော်မိနေလို့ပြောအဖေစောပန်လူအမေဒေါ်ပန်းတို့မှာတာသမီ၃ယောက်လေဗျာ။ အကြီးဆုံးကငမောက်အလက်ကရင်မောင်အငယ်ဆုံးကစာဦးဒီတော့သုံးပုံခွဲပြီးပြေးမှတရားမှာပေါ့ဗျာအဲ့ဒီလိုမေးလိုက်တော့မှယမ်မီရဖအားလုံးကလည်းဟုတ်တာပေါ့ဆိုပြီးတော့အားလုံးကဖြေဆိုကြပါတယ်အဲ့ဒီခါကျမှပဲအရက်လူကြီးဦးတူဟာကိုကြီးငမောက်ရဲ့ရှေ့မှာရွှေနဲ့ငွေနှစ်ပုံဆွဲယူလိုက်ပြီးတော့ရွှေ၁၀သားနဲ့ငွေသား၁၀၀၀စီသုံးပုံပုံပြီးတော့ကိုကြီးငမောက်ရှေ့မှာထားပေးလိုက်ပါတယ် ပြီးတော့အရက်လူကြီးဦးတူဟာတာသမီ၃ရောက်အတွက်အမွေ၃ပုံပုံထားတယ်။ငမောက်မင်းကြိုက်တဲ့ပုံယူလေ။အဲဒီလိုမျိုးပြောလိုက်တယ်ကွယ်။အဲဒီခါကျမှကိုကြီးငမောက်ကရွှေနဲ့ငွေသားတွေပုံထားတဲ့အပုံ၃ပုံကိုတည်တည်ချာချာငုံကြည့်လို့ပြီးတော့မှသူ့ရှိကရွှေနဲ့ငွေပုံကိုပေါက်ပြပါရတယ်။အဲဒီခါမှအရက်လူကြီးဦးတူဟာအေးအေးဒီရွှေနဲ့ငွေတွေကမင်းအပိုင်ဖြစ်သွားပြီငမောက်ရဲ့နော်။ငမောက်ရဲ့ရွှေနဲ့ငွေပဲ။ ဒါပေမဲ့ဥတုတခုပြောချင်တယ်ကွယ်ငမောက်ကသားသမီးတော့မှန်ပါတယ်ဒါပေမဲ့လူသားမဟုတ်ဘူးလေကွယ်လူသားလည်းမဟုတ်ဘူးဆိုတော့ငမောက်ရဲ့ဒီရွှေနဲ့ငွေတွေကဘယ်လိုလုပ်မှသုံးလို့ရမှာမဟုတ်ဘူးကွယ်အသုံးလည်းမဝင်ပါဘူးကွယ်ငမောက်ရဲ့ညီဖြစ်သူရင်မောင်နဲ့ညီမဖြစ်သူစာအုပ်ကလူသားတွေလေး ်ဒီတော့မင်းကြိုက်နေတဲ့တဲ့သူကိုပေးခဲ့စီခြင်းပါတယ်အဲဒီလိုမျိုးပြောလိုက်တော့မှကိုကြီးငမောက်ကလူစကားနားလဲတယ်လို့ညင်ပြီးတော့နားထောင်နေတာကိုတွေ့ရတယ်ပြီးတော့အကိုရင်မောင်တလဲအတော့ကိုတလဲစီကြည်နေအဲဒီချိန်မှာပဲအရက်လူကြီးဦးတိုးဟာကဲကဲမင်းတို့ရဲ့အကိုကြီးငမောက်ကသူ့ဝေပုံကိုယူပြီးသွားရင်မင်းတို့လည်းကိုကြိုက်တဲ့ပုံကိုယူကြကွာအဲဒီလိုပြောလိုက်တဲ့ကွယ်ရွှေနဲ့ငွေရတန်မိုးအတူတူဖြစ်နေတော့ရှိရှိဝေးဝေးစဉ်းစားမနေတော့ပဲနဲ့အတော်ကတော့ကိုရှိရရွှေနဲ့ငွေတပုံကိုဆွဲယူလိုက်တယ်အကိုကြီးငမောက်ကအခုချိန်ကြီးအကိုရင်မောင်နဲ့အတော့ကိုတလဲစီကြည် နေတုံးပဲပြီးတော့အကိုကြီးငမောက်ကသူ့ရှေ့ရရွှေနဲ့ငွေပုံကိုသူ့ပပြင်းနဲ့ရက်ပြီးတော့အတော့ရဲ့ရွှေနဲ့ငွေပုံတွေကိုရောထည့်ပေးလိုက်တယ်အဲ့နောက်မှာတော့အိမ်တော်ဘေးဘက်ကခြံထဲကိုဆင်းသွားတဲ့ကိုကြီးငမောက်ကိုတွေ့လိုက်ရပါတယ်အံ့ဩစရာပဲဗျာနောက်တော့ကိုကြီးငမောက်ကလာသေးလားဗျာ မလာတော့ပါဘူးကွယ်တခုတော့ရှိတယ်ကွယ်နောက်၅နှစ်လောက်ကြာတော့အတော့ကိုတကြိမ်အိမ်မက်ပေးတယ်သူကတောထဲမှာမုတ်ဆိုးနဲ့ကြုံတွေ့မိလို့အသက်ခံရတဲ့အကြောင်းအတော့ကိုအိမ်မက်ပေးပြီးပြောပြလာတယ်သူ့အတွက်ရည်စူးပြီးတော့ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးဖို့လည်းပြောပါတယ်အိမ်မက်မက်တော့မွေဖြစ်နေလားဟိုလူဖြစ်နေလားတော့ကိုကြီးငမောက်ရဲ့ပုံစံအတိုင်းမှာပဲကွယ်ထူးခြားနေတာကတော့မွေဟောက်ကလူတိုင်းပဲစကားတွေပြောနေတာကိုမြင်တွေ့ခဲ့ရပါတယ် အဲ့ဒါနဲ့အတော်လဲကိုကြီးငမောက်တွေရည်စူးပြီးတော့တန်ကတော့၁၀ပါးကိုအိမ်မှာပင့်ပြီးစွန့်ကပ်လူတယ်။တင်ငန်းဒရီစုံကိုကတ်လူပေးတယ်။တရွာလုံးကလူတွေကိုဖိတ်ပြီးတော့ထမင်းလဲကျွေးပါတယ်။မမရရအတော်လဲကိုကြီးငမောက်တွေရည်စူးပြီးတော့၃ချိန်လောက်လူရန်ပြီးတော့အတော်ပြုခဲ့တဲ့ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်တွေကိုအများဝေပေးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းရောကိုကြီးငမောက်ကအိမ်မက်ပေးသေးလားတော့တစ်ချိန်တော့ပေးတယ်ကွယ်။ ဒီတခါကိုကြီးငတ်မောက်ကမွေအီကိုနေရနေထွက်လာပြီးတော့ပျောင်ပျောင်လက်လက်ဝင်းဝင်းထိန်ထိန်အဝတ်စားတွေနဲ့ အတော်ရဲ့ရှေ့မှာမတ်တက်ရက်ပြနေတာတကယ်ကိုတည်ကြည်ခန့်ညာတဲ့ဥပရိယုတ်ရှိတဲ့သူပဲကွယ်အခုတတိအတော်ကောင်းကောင်းမတ်မိနေပါသေးတယ်နှကမ်းမွေးရေးရေးလေးနဲ့ရောင်တစောင်းထုံးလာတယ်ကွယ်သူ့ရဲ့နဘေးမှာလည်းလူတယောက်ရဲ့ခါတဝက်လောက်ရှိတဲ့ရွှေပုံငွေပုံတွေကအများကြီးပဲမောင်ရင်တို့ပဲစဉ်းစားကြည့်တော့ကွယ်ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်